Hello. အားလုံးပဲမင်္ဂလာပါရှင်။ Lily Thu Dermatologist Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်မနာမည်ဒေါက်တာထူးထူးကျော်ပါ။ရေပြာအထုပ်ကုဆရာပါမှာ။ဒီနေ့ပြောပြမှာကျတော့အဆီနှင်းမှုနဲ့ပတ်သက်တာလေးပြောပြမယ်နော်။အဆီနှင်းမှုဆိုတာ Seborrheic Dermatitis လို့ခေါ်တယ်။အာအဖြစ်များတယ်။တော်တော်အဖြစ်များတယ်။သူကပူရာကိုမကြိုက်ဘူး။ပူရင်ကိုချွတ်ထွက်ရင်ကိုကိုရှားလာတယ်။ဘယ်နေရာတွေမှာရှားလာလဲဆိုရင်ခေါင်းခေါင်းမှာဆိုလို့အဖုတွေလည်းပေါက်တယ်။ပြီးရင်အဖုတွေကနေပြီးတော့ကုတ်လိုက်လို့ရှိရင် အရေတွေအစီးတွေပါထွက်လေးရှိတယ်အနာလေးတွေပေါက်တယ်ပေါ့ပြီးရင်မျက်နှာမျက်နှာမှာဆိုလဲမျက်ခုံးမွေးနေရာလေးတွေမှာရားတက်တယ်ပြီးတော့ဒီနှာခေါင်းနဲ့ပါကြတယ်နှာခေါင်းကြားလေးတွေမှာရားတက်တယ်နော်ပြီးရင်နရွက်နရွက်လည်းရားတက်တယ်ရှင်ဘက်ရဲ့ကြောအပေါ်ပိုင်းရဲ့ဂျိုင်းရဲ့အရန်ဆိုးတယ်ဆိုလို့ရှိရင်စီးကုံလေးမှာပါအဖူလေးတွေပေါက်တယ်ရားတက်တယ်ပေါ့ပြီးရင်သူကဖြစ်လိုက်ပြောက်လိုက်အရန်ချစ်တက်တယ်ပူရင်ကိုသူတို့တွေကမနေနိုင်ဘူးရားနေပြီပေါ့နော်ဒီခေါင်းတွေမှာလည်းအစီးတွေထွက်ပေါ့ အဲ့လိုလေးဖြစ်တတ်တယ်။အစီနှင်းကူလို့ခေါ်တဲ့ seborrheic dermatitis လူနာတွေကဘာတွေစားရမလဲဆိုလို့ရှိရင်လေသူတို့ကငင်းတော့မြည်တတ်တယ်ဘာစားရမလဲဘာနဲ့တဲ့တယ်လေအကုန်လုံးတော့တဲ့တယ်ဒါပေမဲ့ပူတဲ့ဆက်တဲ့ဟာတွေမစားနဲ့အပူဆက်တွေဆိုရှောင်းအခုတွေအဲအရန်နမကြီးနေတယ်နော်မာလာရှန်ကောရောမာလာမောက်ခြိုက်တို့အဲ့ဒါတွေဆိုဘာမှစားလို့ရမှာမဟုတ်ဘူးစားရင်ကိုသူကပူတွေဆက်ချွေးတွေထွက်ပြီးတော့အရန်ဆိုးလာတာပူရရားတယ်လေနော် နေပူရာလဲရှောင်းတယ်မီးအပူမီးဖို့ဘေးနားမှာနေတာလဲရှောင်းရတယ်အဲ့တော့ထမင်းနေဟင်းနေချက်လို့ရှိရင်မြင်းမြန်ဆန်ဆန်ချက်ပြုတ်ရမယ်ပေါ့ဒီအစီနှင်းကူသမားတွေကဆရာဝန်စီကိုကြာတာတာအပြင်ကိုယ်တိုင်ကခရုဆိုင်ရင်ပို့ပြီးတော့တက်တာတယ်ကိုယ်တိုင်ခရုဆိုင်တယ်ဆိုတာ skin care ပေါ့နော် scalp care ဒီခေါင်းကိုဘယ်လိုလျှော်ရမလဲဘာနဲ့လျှော်ရမလဲခရုဆိုင်တာရဲ့ဒီအသားရေကိုယ့်ရဲ့မျက်နှာတော့အဓိကဖြစ်တတ်တာဘယ်လိုခရုဆိုင်ရမလဲဆိုတာရယ်နော်ကျမကတော့ ဒီဒီလိုလိုမျိုးလူမျိုးလူနာမျိုးတွေဆိုလို့ရှိရင်ဒီကီတိုကွနဇောတို့ပါတော့ဆေးပါတဲ့ခေါင်းလျှော်ရေပေါ့နော်ဆေးရှမ်ပူနဲ့လျှော်ခိုင်းလေးရှိတယ်အမြဲတော့မလျှော်ခိုင်းဘူးတစ်ပတ်ကို2ရက်ပေါ့တစ်ပတ်ကို2ရက်လျှော်ခိုင်းလေးရှိတယ်လျှော်လို့ရှင်လဲဥရေပြားကိုပဲအသေးချာအဓိကဒီဆေးထိရမယ်ပေါ့နော်သပင်ကိုသပင်ကိုတော့လဲတစ်ခါတော့ပါသွားတာပေါ့ဒါပေမဲ့ဥရေပြားကိုအဓိကထိမယ်ပေါ့နော်ပြီးရင်ခဏထားမယ်လျှော်ချမယ်အရန်ကြီးမကုတ်နဲ့ပေါ့ပြီးရင် ဲ့ဒီလိုမျိုးတပတ်ကိုနှစ်ရက်ဆေးကောင်းလျှော်ရင်းနဲ့လျှော်တာအပြင်ကိုအဆိုတက်တွေထိမ့်အောင်လို့လည်းထားရသေးတယ်အဲ့ဒီအတွက်ဆေးမပါတဲ့ကောင်းလျှော်ရည်ပေါ့နော်အဂျန်တယ်နူးညံ့တဲ့အဲခမေဂရီတိတ်မပါတဲ့ဟာမျိုးပေါ့နော်အဲ့ဒါမျိုးနဲ့တရက်လျှော်ပေးမယ်အဲ့တော့တပတ်မှာ၃ရက်ကောင်းလျှော်မယ်ပေါ့ပြီးရင်အဲ့မှာကိုယ့်ဘာကိုဘလူးဘီယူးဆက်ရမလဲဆိုရင်ခုနကကြတော့ကျမစီကိုလာပြနေတဲ့အချိန်အတော်အတွင်းဆိုလို့ရှိရင်တပတ်ကို၃ရက်တော့ပါတော့အဲ့လိုလျှော်ခိုင်းတာနောက်ပိုင်းဆိုလို့ရှိရင်တပတ်ကို၂ချိန်ပဲ ထည့်တော်မယ်ပေါ့နော်ဆေးရှင်ဘူတစ်ဘက်ကိုနှစ်ကြိမ်ထည့်တယ်ပြီးရင်နောက်တစ်ဘက်ကိုတစ်ကြိမ်လောက်ပဲထည့်တော်မယ်သက်သာသွားလို့ရှိရင်တစ်ဘက်ကိုရှော့ရှော့သွားပေါ့နော်တစ်ဘက်ချားမှတစ်ခါတော့သုံးမယ်ပေါ့ဒါပေမဲ့ तू ကလေ maintenance အတွက်ပါပါတဲ့အတွက်ကြောင့်မဟုတ်လို့နောက်ပိုင်းအာကိုယ့်စီမှာအရေပြားမှာဘာမှမရှိတော့ဘူးဒီယောဂသက်သာသွားပြီပေါ့နော်ရားတဲ့အဖို့တွေလည်းမရှိတော့ဘူးမရားလည်းမရတော့ဘူးဆိုလို့ရှိရင်တော့မှာတလောက်တစ်ခါဖြစ်ဖြစ်အဲ့ဒီ medicated shampoo နဲ့ short ခိုင်းလေးရှိတယ်ပေါ့ အဲ့တော့အဆေးရှမ်ပူကစောင့်ထားရမှာပေါ့ကဲခေါင်းလျှော်ရည်နဲ့ခေါင်းလျှော်တာတော့ဟုတ်ပါပြီသူ့ကိုလေဒီသူကအစီကိုတကယ်လို့အာအစီကလန်းရှိတဲ့နေရာလေးတွေမှာဖြစ်တာเนาะအဲ့ဒါကြောင့်မလို့ဒီမွှင်းညင်းရှိတဲ့နေရာလေးပေါ့ခေါင်းလို့ညနာမှာလဲဒီသူကအမွှေးရှိတဲ့နေရာအစီကလန်းရှိတဲ့နေရာပဲဖြစ်တာလေเนาะပြီးရင်အဲ့ဒီမှာအစီတွေထုတ်တယ်အစီတွေထွက်တဲ့နေရာမှာဖြစ်တယ်ပြီးရင်သူအာမလာစီစီယာဖာဖာဆိုတဲ့အကောင်လေး yeast အကောင်ပေါက်တယ်သူကမို့ fungus fungus ရဲ့ပုံစံတစ်မျိုးပေါ့နော် yeast ပေါက်တယ်။အဲ့တော့အဲ့အကောင်ကလေသူစီလေးထွက်ရင်အရန်ကြိုက်တယ်။အဲ့ဒီအတွက်ကြောင့်မလို့ကျမတို့ကဒီခေါင်းထဲကိုလေအုံးစီလို့တက်နိုင်တယ်ဘာစီမသိမထဲနဲ့စီလေးနဲ့ဆိုလို့ရှိရင်သူကပိုဆိုးတတ်တယ်။စီထွက်ရင်ကိုစီလေးထည့်ထားရင်ကိုအဲ့ဒီအဲ့ဒီအကောင်ကပေါက်ဖို့အတွက်နော် medium လို့ဖြစ်နေတာပေါ့။သူသူပေါက်ဖို့ chance အားပေးနေတယ်လို့ဖြစ်တာပေါ့။အဲ့ဒါကြောင့်မလို့အဲတက်နိုင်သမျှစီမရှိအောင်ထားမယ်။အစီကို အဲအစီကိုတက်နိုင်သမျှနင်းနိုင်နိုင်သမျှနင်းအောင်ထားမယ်ပေါ့နော်အစီတွေလည်းကိုယ်တိုင်ကသိမထင်နဲ့ဒါပေမဲ့ तू ကဆိုးဆွတ်တဲ့အာ moisture ပေါ့နော်တဘာဝရဲ့ moisture ကိုတော့ဒီစပင်မှာထိန်းထားဖို့လိုတယ်ဥယျာဉ်မှာထိန်းထားဖို့လိုတယ်အဲ့ဒီအတွက်ကိုဆေးမပါတဲ့ shampoo နဲ့အဲတပတ်တည်းရက်လောက်သုံးခိုင်းတာပေါ့နော်ပြီးရင်တချို့တွေကပြောရဲဒီကျွန်တော်ကဂရုံတုံးလိုက်တယ်ဂရုံတုံးလိုက်တယ်စပင်အတူညှက်လိုက်တယ်ဂရုံတုံးလိုက်တယ်တတ်တာသွားရဲဆိုဟုတ်တယ်အဲ့ဒီ စပင်းတိုးသွားတယ်ဂရုံတုံးလိုက်တယ်ဆိုသူကတက်တာသွားတယ်ဘာဖြစ်လို့လဲဆိုတော့အစီကလန်းကလေမှုညင်းကနေပြီးတော့အစီထွက်တာနေသွားတယ်ပေါ့နော်အာစပင်းရှေ့တလောက်ကိုသူကအစီထွက်ပြီးတော့အဲ့ဒီအထီကိုပေးနေရတယ်လေအဲ့ဒီအဲ့ဒီဟာကိုဖြတ်တောက်လိုက်တဲ့အတွက်သူကနေသွားတော့တက်တာသွားတယ်ပေါ့ဟုတ်တယ်ဒါပေမဲ့လူတိုင်းကအများရန်ဂရုံနဲ့နေလို့မမရဘူးလေဟုတ်တယ်မလားအဲကျွန်မအဲ့တော့လူနာရီတို့ပြောတာပဲဂရုံနဲ့အများရန်နေလို့တော့မကောင်းဘူးလေနော်နေချင်ဘူးလေဘာလို့ဖြစ်ဖြစ်နေချင်မှာမဟုတ်ဘူးအဲ့တော့ ီလိုမျိုးလေးပေါ့ hair care ကိုခေးဆက်ရမယ့်ဟာလေးတွေဘယ်လိုလုပ်ဆိုပြီးတော့အဲ့လိုလေးပြောလေးရှိကဲမျက်နာကအရေပြားကိုကြာတော့ဘယ်လိုခေးဆက်မှာလဲဆိုရင်အဲ့လိုပဲမျက်နာမှာဆိုလို့ရှိရင်လည်းသူကအစီတွေထွက်လို့ရှိရင်ပို့ဆိုတယ်အသားရဲ့လူရဲ့အသားရည်ရာလေးအစီကိုထုတ်တယ်ဒါမဲ့သူက moisture ရှိနေလို့ရှိရင်တိတ်မထုတ်ဘူးဆိုဆွနေတိတ်မထုတ်အသားရေဆုပ်ပြေနေတိတ်မထုတ်ဘူးအသားချောက်နေရလို့သူကထင်လို့ရှင်အဲ့အရန်ထုတ်တယ်အဲ့ဒါကြောင့်မျက်နှာခဏခဏမကြာခဏတက်လို့မရဘူး နော်မျက်နှာသစ်တာမကြာခဏသစ်တာကိုရှောင်ရမယ်ပေါ့ပြီးရင် moisturizer လိမ့်ရမယ် moisturizer အဆိုတက်ထိန်းတဲ့ဟာနို့ရည်လို့လဲလူသိများကြတယ်လေနော်ယောက်ျားလေးဖြစ်ဖြစ် main clay ဖြစ်ဖြစ်ဒီ moisturizer လိမ့်ရမယ် moisturizer လိမ့်လို့ရှင်နန်းကိုမီတိုဂျန်နက်ဆိုတာအဲ့ဒီဝန်းကျင်ပေါက်တွေမပိတ်တဲ့ဟာမျိုးရွေးရမယ်အာဝတ်ချံထွက်တဲ့သူတွေသုံးတဲ့ဟာမျိုးအတူတူပဲပေါ့နော်ပြီးရင် moisturizer မှာလေ cream ဆိုလို့ရှင်အရင်ပိတ်တယ် cream ကိုမသုံးနဲ့ gel ဆိုလို့ရှင် moisture ပေးပေမယ့်အဲ့လောက်မကောင်း ကျမတို့ lotion ကိုကြိုက်ဆုံးမယ် lotion သို့မဟုတ် immersion သုံးလို့ရတယ်ဟောအခုပြောနေတာအစီနှင်းကိုပြန်မဖြစ်အောင်လို့နော်ခဏခဏတော့ recurrent နေခဏခဏပြန်ဖြစ်တာကိုဖြစ်လိုက်ပြောက်လိုက်ဖြစ်လိုက်ပြောက်လိုက်အဲ့ဟာကိုဖြတ်ချင်တာနော်အဲ့တော့အခုဒီနောက်တစ်ချက်ကကြတော့မပြောမှလဲဆိုတော့ triggers တွေကိုရှောင်းအောင်မယ် triggers ဆိုတာဒီဟာလောက်ရင်ဒီဟာဖြစ်တယ်ဆိုတာကိုပြောတာနော်အဲ့တော့အဲ့ဒီဟာဒီဟာတွေမလုံနဲ့ပေါ့အဲ့ဒါတွေလုံကိုဆိုးမယ်ပေါ့အဲ့ဒါတွေလုံရင်ဒီအစီနှင်းကိုကဆက်ဆက်ပြီးတော့ဖြစ်နေမယ်ပေါ့နော် ဲ့တော့အဲ့ဒီဟာတွေမလုံနဲ့အဲ့ဒါတွေကဘာတွေလဲဆိုအယံပြင်းတဲ့အရာဝတ္ထုတွေအယံပြင်းတာဆိုတာမျက်နှာသိရင်တော့လကောင်းခေါင်းလျှော်ရင်တော့လကောင်းပေါ့နော်အဲ့ဒီဟာကိုအဓိကပြောမယ်မျက်နှာသိဆက်ပြဆက်ပြအကြမ်းကြမ်းနေသုံးလို့မရအောင်နော်ဆက်ပြအကြမ်းကြမ်းနေသူများတွေက medicated အာဓာတ်တော်တို့လေဟိုဘက်တီးရီးယားအယံပြောင်းစင်အောင်တောင်စင်အောင်တော့ကောင်းပါတယ်ဒါမဲ့လေအမှဆက်ပြာအဲ့လိုမျိုးတိုက်တာတော့ကျွန်မသိအာမပေးဘူး။သူဆက်ပြာနဲ့လည်းသိမတက်ဘူး။ ဲ့လူတွေကိုမေးကြည့်လိုက်ဆက်ပြားတိုက်ပြီးတော့နေလို့ရှင်ပို့ရတယ်အဲ့တော့တချို့တွေကကြတော့လေဆက်ပြားတွေမသုံးမနဲ့နေကြတယ်ရေနဲ့ပဲတက်တယ်ပေါ့အာရေနဲ့တက်တာတော့ရသေးတယ်ဒါပေမဲ့ရေနဲ့ကြတော့လေအများရင်းကြီးနေလို့မနေချင်ဘူးလေအများရင်းကြီးကြတော့လေမျက်နှာမှာတစ်ခုခုကြီးကျက်နေတယ်လို့စီတွေတစ်ခုခုကျက်နေတယ်လို့ဆိုတော့မဆိုင်ဘူးเนาะအဲ့တော့ gentle cleanser သုံးရတယ် gentle cleanser ဆိုပြီးတက်တက်ဝဲလို့ရတယ် brand လေးတွေတော့ရှိတယ်အဲ့ဒီခါလေးတွေသုံးလို့ရတယ် ခေါင်းလျှော်ရည်နော်ခုနခေါင်းလျှော်ရည်ပြောတာခေါင်းလျှော်ရည်ကိုလည်းခုနအဲ့ဒါကြောင့်မလို့ပြောတာပေါ့ medicated shampoo နဲ့ဆေးခေါင်းလျှော်ရည်နဲ့လျှော်ပေမဲ့အများတန်းကြီးတော့မလျှော်ခိုင်းဘူးလေပြီးရင်နေ့တိုင်းနေ့တိုင်းလည်းမလျှော်ခိုင်းဘူးနော်နေ့တိုင်းခေါင်းလျှော်ရည်နေ့တိုင်းနေ့တိုင်းလျှော်ရမှာမလို့တပတ်ကို၃ရက်ပဲလျှော်၂ရက်ကတော့ခုနကပြောတဲ့ဒီ medicated shampoo ပေါ့ဆေး shampoo နဲ့လျှော်၁ရက်ကတော့ moisture based shampoo ရိုးရိုး shampoo ပေါ့ gentle ဖြစ်တဲ့ shampoo နဲ့လျှော်ပေါ့နော်အဲ့လိုမျိုးလေးပြောတယ်ကဲနောက်ထပ် တခုကကြတော့တော့ယာတိဥတုပြင်းတာတွေလည်းတော့သိမကြဘူးအဲ့တော့ဘာပြင်းဘာဖြစ်ဖြစ်ပြင်းတာတွေသိမကြတဲ့အတွက်ဥပမာကိုကနေပူထဲမှာဓာတ်ရိုက်ဒီတိုင်းပဲဘာမှအကာမရှိဘဲနဲ့သွားတယ်အကာကွက်မရှိဘဲနဲ့သွားတယ်ဆိုလို့ရှိရင်လည်းတော့ပူဆိုးတယ်နော်အပူရှောင်ရတဲ့နေရာမှာနေပူရှောင်ရတာလည်းပါတယ်အဲ့တော့နေပူထဲထွန်ပူဆိုးမယ်ပြီးရင်နေပူထဲထွန်အဲ့ဆိုတော့ ठी တွေအောက်ထုပ်တွေဆောင်းမယ်ပေါ့ပြီးတော့ sunscreen နဲ့တုံးလို့ရတယ် sunscreen နဲ့တုံးတဲ့အခါမှာလည်းသတိထားပေါ့လေနော်အရန်ကြီးပိတ်ပိတ်ကြီးတော့မကောင်းဘူးပေါ့ သူကအရန်ကြီးများရင်လည်းသူကပို့ပြီးတော့ဆိုးတတ်တယ်နော်အဲ့တော့သူ့ကိုနည်းနည်းလေးဂိယူဆိုင်ရမှာကင်တွေရမှာဂိယူဆိုင်ရမှာလို့ရတယ်နော်ပြီးရင်ယာတိဥထုဆိုတဲ့အချိန်မှာနော်အဲ့နေပူရဲထွက်တာပြီးရင်နေပူရဲတော့ထွက်တာဟုတ်တယ်ကိုကအကာအကွယ်နဲ့ထီးနဲ့သွားတယ်ဥထုနဲ့သွားတယ်ပေါ့နော်အဲအဲ့လိုဆိုလဲရတယ်အရန်ကြီးတော့မသွားနဲ့ပေါ့အဲ့လိုအဲ့လောက်မပြစ်မနေသွားမယ်ဆိုတော့အဲ့လိုသွားပေါ့ပြီးရင်စိုက်ကယ်စီးတယ်မလားစိုက်ကယ်စီးလို့ရှိရင်ဥထုဆောင်နဲ့မှန်ချပြီးစီး ့ဒါမှလေတွေတိုက်တဲ့အခါကျလို့ရှိရင်လေသူကလေတိုက်ရင်လည်းဆိုးတာပဲနေပူမှာလေတိုက်ရင်အဲသူဆိုးတယ်အဲဆိုးရယ်ဆိုတာလေးရားလာတာပေါ့နော်မျက်နှာတွေရားပြီးတော့ရဲလာတဲ့အဖက်တွေကွာပေါ့နော်အဖုတွေထွက်ပေါ့အဲ့လိုဖြစ်တာပြောတာနော်ပြန်ဆောင်းရသည်မှာလေလေအေးအေးတွေတိုက်တယ်ခုနကနော်အဲ့လိုမျိုးလေအေးတွေအရန်တိုက်ရင်လည်းမရဘူးဆောင်းရသည်မှာလည်းလေအေးအေးတိုက်တိုက်ခံမရဘူးကဲအစီနှင်းကိုဖြစ်လိုက်ပြောက်လိုက်မဖြစ်အောင်လို့ အဲခယူဆိုင်ရမယ်နောက်တစ်ချက်ကကြတော့လေသူကသူတို့တွေကကြတော့လူတွေတိတ်မသိကြဘူးရှားတယ်ဆိုလို့ရှိရင်စေးဆိုင်မှာသွားပြီးတော့အဲဆေးဝယ်ပြီးတောက်လိုက်တာရှိတယ်တချို့တွေကကြတော့ရားနာလိမ့်စေးတွေလိမ့်လိုက်တာရှိတယ်ဒီဟာလေးလိမ့်ကြည့်ပါလားဆိုပြီးတော့အဲကိုကို ရားသက်တာတဲ့ဆေးကိုသူများကိုပေးလိုက်တာရှိတယ်အဲ့လိုမျိုးတွေဆိုရှောက်မလိမ့်နဲ့သီလားအဲ့လိုမျိုးလိမ့်လို့ရှိရင်တော့တတ်တာမှာပဲဘာဖြစ်လို့လဲသီလားအဲ့ဒီဟာစတီရိုက်ပါတယ်လေစတီရိုက်ပါလို့ရှိရင် ဲဘယ်ဟာပဲဖြစ်ဖြစ်ရားနေရင်လည်းတတ်တာတယ်ရောင်းနေတဲ့အနီရောင်ဖြစ်နေရင်လည်းသူကမြန်မြန်လေးချော်သွားတယ်ပေါ့နော်တတ်တာတယ်ဒါပေမဲ့အဲ့ဒီဟာကိုလေကိုကဒီဇိုင်းမမအများကြီးတုံးနေလို့မရအောင်အများကြီးတုံးနေလို့ရှိရင်ဘာဖြစ်တယ်လဲဆိုတော့သူကလေအာဒီဒီ steroid ပါတဲ့ပစ္စည်းတွေကိုသူဖြတ်ဖြတ်လို့မရတော့ဘူးဖြတ်ရခက်တယ်အဲ့ဒီဟာမှမတုံးလို့ရှိရင်ပြန်ရအရာဘူးတွေထွက်လာပြန်ပြီးပို့ပို့ပြီးတော့များလာပြန်ရောပြီးရင်ကင်တွဲရခက်လာတယ်ပေါ့နော် control လုပ်ရခက်လာတယ်ပေါ့အလိုတွေဖြစ်လာရောနော် အဲ့ဒါကြောင့်မလို့ဒီလိုမျိုး batch GM လို့ skin နဲ့တို့ sicron လို့เนาะပြီးရင် banovate တို့အများကြီးရှိပါသေးတယ် sicron เนาะအဲ့လိုမျိုးဟာတွေဆိုလို့ရှိရင်လीအာတက်နိုင်တယ်လို့မျိုးမတုံးနဲ့ပေါ့เนาะမတုံးနဲ့လို့ပဲပြောရမယ်ဆရာဝန်တွေကပေးတယ်ဆိုလို့ရှိရင်လည်းအကြိုင်းမပေးနဲ့ပေါ့เนาะအများကြီးမတုံးနဲ့အကြိုင်းမတုံးနဲ့เนาะပြီးရင်လိန်စေးလေးတွေပေးတာရှိတယ်လိန်စေးကဆရာဝန်ပေးတဲ့လိန်စေးအဲ့ဒါကကြတော့ anti fungal ကြီးပဲတည်တန့်ပေါ့เนาะသူက တော့ yeast ပေါ့ fungus ဆိုတာအဲဒီဒီ yeast ပါလေ Malassezia fafa ခုနအကောင်ပေါက်တယ်လို့ပြောအဲ့အကောင်ကတော့မှုလိုမျိုးပဲကွာအဲ့တော့ကြာတော့သူကဟိုဟာပေးတာပေါ့ဒီဒီမှုပိုးသက်ဆေးကိုပေးတာပေါ့မှုပိုးသက်ဆေးမှာဒီ only bad ဆိုရတယ်ခုနကလို့ batch ရမလို့ပါတော့ကြာတော့သူကနှစ်ခုရောသွား steroid နဲ့ပေါင်းသွားပြီအဲ့လိုမျိုးဆိုရင်မသုံးနဲ့ပေါ့နော်ခုနကလို့မှုပိုးသက်ဆေးကြီးပဲတစ်မျိုးတည်းပဲဆိုရင်ဒါမျိုးလေးတွေကအဲ့ဒါမှုပိုးသက်ဆေးကြီးပဲပေါ့နော် အဲ့လိုတမျိုး rabbit ဆိုရင်တော့ပေးလို့ရှိရယ်သုံးလို့ရရယ်ပေါ့အဲ့ဒီဟာလေးတွေကိုလည်း maintenance treatment မှာလည်းသွားတယ် maintenance treatment ဆိုတာနောက်ပိုင်းကိုကအဲကောင်းနေရယ်ဆိုရင်တော့မှဆက်ပြီးတော့လင်းခိုင်းတဲ့ဟာမျိုးပေါ့နော်အကြာကြီးတော့မလင်းခိုင်းဘူးအဲတစ်ဖက်မှာတစ်ရက်လင်းခိုင်းတာတို့တစ်ဖက်မှာနှစ်ရက်လင်းခိုင်းတာတို့နော်အဲ့လိုမျိုးလေးတွေလင်းခိုင်းတယ်ပေါ့နော်အကြာကြီးမဟုတ်ပါဘူးဘယ်လိုပြောရမလဲဟိုခဏခဏမလင်းခိုင်းလို့ပြောတာနော် maintenance အနေနဲ့တော့လင်းခိုင်းလေးရှိပါတယ် အခုနောက်တော့ပြောရဲနော်စတီရိုက်တွေပေါင်းထားတဲ့ဒီဘက်ဂျီအမ်လိုမျိုးဗန်နိုဗိတ်လိုမျိုးစခရိုနိုစကင်တွေတို့နော်အဲ့ဒါမျိုးတွေဆိုလို့ရှိရင်လိမ့်လိုက်လို့ရှိရင်လေတက်တာသွားပဲမယ်နောက်ပိုင်းသူ့ကိုဖြတ်လိုက်လို့ရှိရင်ဝက်ချံပူတွေအစီပူတွေလည်းထွက်လာတတ်တယ်ရှိတယ်နော်ဝက်ချံအစီပူကလည်းအဲ့ဒါကြောင့်ထွက်လေရှိတယ်လေအဲ့ဒါဆိုလို့ရှိရင်တော့နှစ်ခုပေါင်းပြီးတော့ပို့ဆိုးတာပေါ့နော်အစီနှင်းခုကိုအဲ့လိုဖြတ်လိုက်ပြောက်လိုက်မဖြစ်အောင်လို့နောက်ထပ်တစ်ချက်ရှိသေးတယ်အဲ့ဒါကတော့အရေးပြား ရေပြားနဲ့ဆိုင်တယ်ပေါ့နော်ရေပြားရဲ့အဲဒီယောဂအသေးတိုင်းဂယုဆက်ရမယ်ဟာပေါ့ skin မှာ problem ရှိတဲ့သူတိုင်းဂယုဆက်ရမှာဘာလဲဆိုတော့အေးဝဝအေးရမယ်စိတ်ညစ်တာတွေစိတ်ရှုပ်ထန်တွေမခံရဘူးပြီးရင်အစာအသောက်ကိုတင့်တင့်မြတ်တာဆိုစားရမယ်အဲ့လိုမျိုးလေး lifestyle ပေါ့နော်အဲ့ဟာမျိုးလေးတူကပုံမှန်လေးအဲ့ဒါဆိုလို့ရှိရင်ကျန်းမာရေးကောင်းတယ်လို့မျိုးသူကအရေပြားကျန်းမာရေးလည်းပိုကောင်းတယ်ပေါ့နော်အဲ့ stress တွေများတယ်စိတ်ရှုပ်တယ်အေးပြတ်တယ်အဲ့လိုမျိုးဆိုလို့ရှိရင်ဒီလိုမျိုးနှင်းကို နှင်းကူဖြစ်ဖြစ်အစီနှင်းကူဖြစ်ဖြစ်အရေပြားပြဿနာပဲဖြစ်ဖြစ်ကိုဝီးဆူလာတက်လေးရှိပါတယ်။ကဲအစီနှင်းကူကပျောက်လားဆိုလို့ရှင်အစီနှင်းကူကပျောက်ဖို့ခက်ပါတယ်နော်ဖြစ်လိုက်ပျောက်လိုက်နဲ့အရန်အကြာကြီးဖြစ်တတ်ပါတယ်။ပြီးရင်လူနာတွေကကြတော့လည်းစိတ်မရှိတော့လေဆရာဝန်တယောက်ပြီးတယောက်ပြောင်းပြလေးရှိပါတယ်။ပြီးတော့အဲ့ဒါကိုကိုကအဲ့ဒါကိုဘယ်လိုဖြတ်တောက်မလဲပေါ့နော်ဘယ်လိုဖြတ်တောက်မလဲဆိုတာ ကိုဖြစ်တိုင်းဆရာဝန်စီသွားမယ်အချိန်ရည်အတွက်ကိုဖြတ်တောက်ဖို့အတွက်ဆိုလို့ရှိရင်ကိုတက်တာနေမှာရမှာပေါ့အဲ့တော့တက်တာနေအောင်ဘယ်လိုဂရုစိုက်နေထိုင်ရမလဲ skin care ပေါ့ scalp care ဘယ်လိုလေးလုပ်လဲဆိုတဲ့အကြောင်းလေးကိုအခုပြောပြပေးတာဖြစ်ပါတယ်ကျမလာပါတော့ရေးပြပါဆိုင်နေကြပါစေရှင်နောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးဆုံတွေ့မယ်နော်ဘိုင်ဘိုင်